ျွန်တော်အနေနဲ့အကြံပြုချင်တာပေါ့နော်လက်ရှိတက်မတော်တယ်မှာတောင်းဝန်ထမ်းဆောင်နေတဲ့အရာရှိစစ်သည်တွေအားလုံးဒီဘက်ကိုကျွန်တော်တို့အဲဗတ်ပြောင်းခူလုံလာကြပါလို့အတူတူပူးပေါင်းဆောင်ရွက်ပြီးတော့ကျွန်တော်တို့အနာဂတ်နိုင်ငံတော်အသိကိုတိဆောက်သွားကြဖို့အတွက်ကျွန်တော်အနေနဲ့ကံလန်ဖိတ်ခေါ်လိုပါတယ် ဒီ February လ2021ပေါ့နော် February တဲ့နေ့မှာအာနာစတင်ခဲ့တယ်။အာနာစတင်ပြီးတော့ဒီ CDM လှုပ်ရှားမှုကအာကျွန်တော်တို့ပြောရမယ်ဆိုရင်တိတိကျကျပြောရမယ်ဆိုနှစ်ရက်နေ့လောက်တည်းကစကြတာ။တချို့ဝန်ထမ်းတွေဆိုရုံမသွားတော့ဘူး။ဒါကျွန်တော်တို့မိသားစုဆို၄ရက်နေ့တည်းကကျွန်တော်တို့ဌာနဆောင်လိုက်တယ်။ရှိအချိန်ထိလဲ CDM လှုပ်ရှားမှုက ကြာဆုံးတယ်လို့ပြောလို့မရပါဘူးအောင်မြင်နေတော့ပဲအောင်မြင်နေတော့ဖြစ်တဲ့အတွက်လည်းပဲစစ်ကောင်စီအနေနဲ့သူတို့ရဲ့အုပ်ချုပ်ရေးရန်ညားကိုဒီဒီမြန်မာနိုင်ငံတနိုင်ငံလုံးမှာပေါ့နော်ကြက်ကြက်ပြန်းပြန်းနဲ့ကောင်းကောင်းမွန်မွန်တည်တည်တတ်တတ်နိုင်နိုင်နေနေနဲ့လှုပ်ဆောင်နေတဲ့အနေထားကုတီလည်းမရှိသေးပါဘူးသူတို့အာနာလူအာနာသိမ့်ဖို့ကြိုးစားနေတဲ့ကာလပဲရှိပါသေးတယ်အာနာသိမ့်တာမအောင်မြင်သေးပါဘူးဒါကစီရီယံမန်တိုင်ကြောင့်ဖြစ်တယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ် င်ကျွန်တော်တို့တော်လိုင်းရင်အစားတဲ့အစားလို့ရှင်ပေါ့နော်အခုချိန်မှာစစ်ကောင်စီကသူတို့ရဲ့စစ်မျက်နှာပြင်နေအားလုံးကလည်းပဲအဲကျွန်တော်တို့ကြာဆုံးလို့တော့ဖြစ်တယ်ပေါ့နော်စစ်ရှုံးနေတဲ့စစ်ကောင်စီလို့ပြောလို့ရတယ်ဘယ်နေရာကတိုက်ပွဲတွေမှာဖြစ်ဖြစ်ကျွန်တော်တို့ရခိုင်မှာဆိုလည်းပဲဒီလိုပဲအညာဒေသနော်အခုကရင်ပြည်နယ်သူစစ်ရှုံးနေတဲ့စစ်ကောင်စီလို့ပြောလို့ရဒီအချိန်မှာစစ်တပ်ထဲမှာရှိနေတဲ့တပ်မတော်သားတွေပေါ့နော်တပ်မတော်သားတွေတပ်မတော်သားတွေရဲ့မိသားစုဝင်တွေအားလုံးကစိတ်တက်ကဒီကျွန်တော်တို့မင်းပေါ်ရောက်နေပြီမင်းပေါ်ရောက်နေဘက်ကလေးတို့ဒီဘက်ကို ရဲရင်ကြလိုက်ရင်ကျွန်တော်တို့ကဒီနိုယူဒေါ်လာရေးမြင်မြန်ပြီးပြီအရိကကတော့ဒီစိတ်ကောက်ဒီဘက်ကနေပြီးတော့ CDM မြန်မြန်လှုပ်လာပြီဆိုရင်မြန်များလေမြန်လေဖြစ်မှာပေါ့နော်များလေကျွန်တော်တို့ရဲ့နိုယူဒေါ်လာရေးကမြန်မယ်ဘလို့မြန်မလဲဆိုတော့ကျွန်တော်တို့အထိခိုက်နည်းနည်းနဲ့အထိခိုက်ထိခိုက်မှုနည်းစွာနဲ့မြန်မြန်ပြီးနေပေါ့ ဒါကအရင်အရေးကြီးတဲ့ချက်ပါမိမိတို့ဒီတိုက်ပွဲဝင်နေတာကအဲဒီကျွန်တော်တို့ကအဲဒါနိုင်ငံတကာနဲ့လည်းကျွန်တော်တို့စစ်ဖြစ်နေရမှာမဟုတ်ဘူးကျူးကျော်စစ်ကိုခုခံကာကွယ်နေတာလည်းမဟုတ်ဘူးပေါ့နော်ဘာသူတွေနဲ့ဖြစ်နေလဲဆိုကျွန်တော်ចောင်းသားဒီចောင်းသားလူငယ်တို့တွေကျွန်တော်တို့တော့ဒီပြည်ပြင်းမှာရှိနေတဲ့အနာဂတ်မျိုးဆက်တက်ကလေးတွေနဲ့ဖြစ်နေကြတာဖြစ်တယ် ဒီလိုမျိုးဖြစ်နေခြင်းအပြင်ဘာဖြစ်လဲဆိုတော့ဒီအနာဂတ် music တစ်ကလေးတွေရဲ့ဘဝကိုပေါ့နော်ကျွန်တော်တို့ရိုက်ချုံနေရလဲတစ်ဖက်တစ်လမ်းကကြားတယ်ပြီးရင်နောက်တစ်ခုကအာနာရှင် letter စုစာကိုပေါ့နော်တို့အနေနဲ့အကွယ်ပေးနေရလဲကြားတယ်နောက်တစ်ခုကအမျိုးသမီးတွေ စစ်တီကိုရဲ့ကိုချင်းမြတ်လို့လို့ယူထားယူထားတဲ့အမျိုးသမီးတွေရှိတယ်ဒီအမျိုးသမီးတွေကိုလည်းဒါကကျွန်တော်ကင်းဆောင်ခိုင်းเนาะရှီတန်းတွေလိုအပ်လို့ချင်းလုံခြုံရေးတွေလွတ်ဆိုတာကဒါကျွန်တော်တို့ဘာနဲ့သွားတူနေလဲဆိုတော့ကျုံဝရအစ်စ်ပါလို့ဖြစ်တယ်အဓိကကတော့ကျွန်တော်တို့ဒီလက်ရှိဖြစ်နေတဲ့စစ်ပွဲအမြန်ဆုံးပြီးဖို့နဲ့အထူးအကြအဆုံးနှဲစွာနဲ့ကျွန်တော်ပြီးဖို့ဆိုတာကတော့ဒီတက်မတော်သားတွေ CDM လောက်တာဘုကအရေးကြီးဆုံးဖြစ်ပါတယ်ဟုတ်ဟုတ်ပြီဒါဆိုကျွန်တော်တို့က ်ဆက်တော့လို့ငေးစားလို့ဝင်ဘဝလည်းဒီထဲမှာပဲဖြေသွားတယ်ပြီးရင်အခြားသောလူတွေကိုလည်းပဲဘာမှကျွန်တော်တို့မမြင်နိုင်တော့ဘူးစပွားကြီးမြင်မြင်ပြီးသွားရင်ကျွန်တော်တို့ရဲ့လူငယ်လူငယ်ဆိုတဲ့နေရာမှာလက်ရှိတက်မတော်ထဲမှာတောင်းလထမ်းဆောင်နေတဲ့အရာကြီးစစ်တီတွေဒီဆွေမျိုးသားချင်းတွေလည်းပါကြမှာပဲเนาะအဲ့ဒီတော့ဒီလူငယ်တွေရဲ့အနာဂတ်တွေအများဆုံးပြန်လည်ပြီးတော့တို့ရဲ့ မျော်လင့်ချက်ရောင်ကြီးတွေတန်းလောင်အောင်လို့ကျွန်တော်ဒီစစ်ပွဲကြီးအမြန်ဆုံးပြီးဆုံးမှုအတွက်ကိုလက်ရှိတမ်ဘရော်တွေမှာတောင်းဝန်ထမ်းဆောင်နေတဲ့အရာရှိစစ်သည်တွေအနေနဲ့ဒီအာနာရှင်အဲလက်ထဆုပ်စာအာနာရှင်တွေအောက်ကနေပြီးတော့ရုံးထွက်လာခဲ့ဖို့အတွက်ကိုကျွန်တော်အကြံပြုချင်ပါတယ်ဟုတ်